ဒါတော့ဂျပန်မှာကျင်းပနေတဲ့မြန်မာယူရတကြံပွဲတော်လို့သိရပါတယ်ကြည့်ပါဦးမြန်မာယူပြန်ရောက်သွားတယ်လို့ပဲဗျာဟာဒီမှာလဲကြည့်အောင်မြမယူရဝတ်စုံနေနဲ့ ပတိန်ထီးတောင်ပါလိသေးတယ်ဗျာကရလည်းမြမယူရတကြံအကရင်းနဲ့ပဲဒါမဲ့ဒါတကယ်တော့မြန်မာနိုင်ငံမှာမဟုတ်ပါဘူးမြန်မာနိုင်ငံမှာလုံးဝမဟုတ်ပါဘူးထိုင်းနိုင်ငံမှာလို့သိရပါတယ် ထိုင်းနေရာမြမရွေရရင်ကြေးမှုအမွေနစ်တွေကိုသူတို့တကြံမှာကိုယ့်ကိုထည့်သွင်းလာတဲ့အနေထားပေါ့ဗျာနောက်ဆိုမြမတနခါဟိုတော့သူတို့ယဉ်ကျေးမှုပြီးထည့်သွင်းလာဖို့ရှိတယ်ဗျာကိုတိတော့မှလေထိုင်းစကြံကိုအားကြလိုက်တာထိုင်းစကြံကိုပြန်အားကြနေရတယ်ဆိုပြီးတော့တွေ့ရပါတော့။ကောက်ကတော့ထိုင်းစကြံကိုအမ်ကြောင်ကောက်တို့အရင်က မြမကြကြံနော်နောင်ဆက်ချင်းနောင်ဆက်ကူလောက်ကကြံပဲပြန်လို့ရှင်လာဟုတ်တယ်အဲ့ဒါတော့ဟုတ်တယ်ကြကြံရေပတ်တယ်ဆိုတော့အသက်လူကြီးရေပတ်နေရတယ်နော်ဒီကြားရဲပတ်တဲ့ရေကိုလည်းဝယ်ရသေးတယ်ဘတ်ဘလောက်ဆိုပြီးတော့သိရမလားငါတို့မြန်မာနိုင်ငံမှာလိုမျိုးစထရီတာကျွေးတာမျိုးတွေမွန်တော်ကြီးပေါ်အလကားကျွေးတာမျိုးတွေလုံးဝမရှိဘူးဗျာရေအစားဝယ်ပတ်နေရတာဗျာမြန်မာမှာတော့ပတ်တဲ့ရေကုံဝါရဆိုလို့ရှိရင်ဘယ်မန်းတဲ့ဘယ်မန်းတဲ့ဆင်းထဲထဲအကုန်ထည့်ပေးတယ်ရေရအလကားရလीနော်ငါတို့က အဲ့လိုမျိုးချုပ်ပါတယ်အဲ့ဒါလေးကွာချာစတိုရီတာဆိုလို့ရှိရင်လည်းမန်နဲ့တိုင်းမန်နဲ့တိုင်းဒီမန်နဲ့ကမလုံးရော်ကျင်းနောက်မန်နဲ့ကတာကူတာကူနောက်မန်နဲ့ကထမင်းအဲ့လိုမျိုးပြောင်းလဲပြောင်းလဲကျွေးနေကြတာပေါ့ကွာတကြံမှာပြပြပပပြီးတော့ပြောမှဆိုလို့ရှိရင်မြန်မာနိုင်ငံမှာရိုးရရင်ကြီးမှုအရာတကြံပွဲတော့ကျင်းပါတာဒီမှာကျတော့အဲ့လိုမျိုးမဟုတ်ဘူးထိုင်းနေရာ ခြေပွားရေးရပေါ့ဗျာခြေပွားရေးလောက်တာဒီပွဲတော့ကြံပါလေငါတို့အရန်စကြံနေမှာလေသတိထားမိလားအရန်စီးလုံးတဲ့လူတစုရှိရကြံရောက်ပြီဆိုတော်တော်လေးစီးလုံးတာဗာလဲဆိုအရသမားကြီးဒီဘက်ကတော့ရန်ကုန်ဆော့ကားများရယ်ကွာမန်လေးတို့ပါဆိုလို့ရှိရင်ဆိုင်ကယ်တွေများလိမ့်မယ်အဲရန်ကုန်ဆော့ကားများတော့အဟိုဘက်ရေဘက်ခံကားနဲ့ဒီဘက်ရေဘက်ခံကားဒီဘက်ကလူရဲအဲရောက်နေရေတဘူးလောက်တိုက်အောင်လို့တိုက်တာပဲဟုတ်တယ်ရေတဘူးလောက်တိုက်အောင်လို့တိုက်တာပဲလက်ထက်ကစားနေတာတိုက်တာပဲ ဲ့လိုကွာဘယ်လိုပြောလဲဒလိတွေအရန်ချစ်ဖို့ကောင်းတယ်ကောက်တို့ရန်ကုန်တို့မန္တလေးတို့ပဲခူးတော်မှာသူမျိုးနယ်လိုက်အဲစတိုင်ညစ်မတူဘူးပေါ့ကွာကောက်ကရန်ကုန်သူဆိုတော့ရန်ကုန်ကြောင်းပြောမယ်တကယ်လို့ဒီမှာပဲခူးသူတွေပါဆိုလို့ရှိရင်လည်းကိုအရင်အဲပဲခူးတကြံလေးကဘယ်လိုပြောဖို့ကောင်းကြအောင်နော်မန္တလေးတကြံလေးကဘယ်လိုပြောဖို့ကောင်းကြအောင်ပြည်တကြံလေးကဘယ်လိုပြောဖို့ကောင်းကြအောင်ဝင်ပြီးတော့ပြောခဲ့ကြအောင်နော်ရန်ကုန်မှာမင်္ဂလာကြအောင်နော်သွားတဲ့ကားတွေအကုန်လုံးကရေပက်ခံကားတွေကြီးပဲတလားကိုပိုင်ကားဆိုလဲအမိုးဖြုတ်ပြီးသူကရေပက်ခံကားလုပလိုက်တာ အဲ့လိုလှုပ်လိုက်ပြီးတော့တန်ချက်တွေတိုက်ကြရယ်ကွာအဲမန္တလေးဘောင်မှာတော့တိုက်လာမသိဘူးရန်ကုန်မှာဆိုလို့ရှိရင်တန်ချက်တွေရှိရသေးမလားဟိုကောင်လေးချော်ချော်လေးကသူ့အမိနဲ့လာရယ်ဆိုလို့ရှိရင်အဲအဲရရှားကုန်မှာပြောက်လို့ရှာတွေ့ယူတွေ့ပြီးသူ့ပဲသူ့ပဲတို့အဲအဲရအမေတမပြောက်လို့ရှာတွေ့ယူတွေ့ပြီးသူ့ပဲသူ့ပဲတော့ဟုတ်တယ်ဟုတ်တယ်လုံချုံရေးဦးလေးရေးတွေ့လို့ရှိရင်သူများပြောလို့မပြောနိုင်တာဝန်ချလို့မှားတယ်အဲရေပတ်နဲ့ကလေးလေးတွေ့ရင်ခေါက်ဆုပ်လေးနဲ့ပတ်တာလောက်တို့ရှိတာပေါ့ရှိတာပေါ့ဆိုပြီးတော့ အဲ့လိုတန်ကြလေးလည်းရှိကြဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးပျော်ပျော်ပါပါတက်တက်ဝုံဝုံစီစီကက်ကက်ကျင်းပခဲ့ကြတာဗျာမြန်မာတကြံဆိုတော့ထိုင်းတကြံကရန်ရိုးရိုးကြီးပတ်နေဘာလုပ်မှာလဲပြီးရင် DJ ဖွင့်ပြီးရှောက်ကမယ်အဲ့လိုမျိုးသိရမလားခင်ခင်မင်းမင်းရင်းရင်းနင်းနင်းအဲ့လိုဘာနဲ့မှအစားထိုးလို့မရရဲ့အရင်တကြံလေးကိုပဲပြန်ပြီးမမောရဲ့ဗောနပြန်ပြီးတော့လွမ်းမိတယ်ဗောတော့ဆိုလို့ချင်းမန်းလေးစီရန်လည်းရောက်ဘူးလေမန်းလေးစီရန်ဆိုတော့ဆိုင်ကလေးနဲ့တမျိုးလေးချစ်ဖို့ကောင်းမယ်ဗောနသူများကားတင်ပြီးဆိုင်ကလေးဟုတ်တယ်ဟုတ်တယ် မန်ငါကြအောင်နော်ကို့တကြံလေးကိုအားလုံးပဲမန်ငါကြအောင်နော်ဘေးသားလည်းဆိုတော့အခုဒီထိုင်းနိုင်ငံမှာကျင်းပနေတဲ့ဆုံးကနထိုင်းတကြပွဲမှာဆိုလူတွေကတော့ကြိတ်ကြိတ်ထိုးပဲလူကလမ်းလျှောက်စရာမလိုသူကသူအော်တိုရွေ့နေတာဟုတ်တယ်ဟုတ်တယ်အာတော်တော်ရွလူများတယ်ထိုင်းနိုင်ငံအဲ့ထက်မှာတော့တအားစီးပွားရေးတောင်းကြနောက်ကတော့တုံမင်းနေသလားအောင်မရအခုဒီငါတို့မြန်မာနိုင်ငံမှာဆိုရင်တကြံဆိုရင်ရေတလဟောပဲပတ်ကြတာပေါ့နော်ဘယ်နေရာဖြစ်ဖြစ်ရေတွေဆိုအချက်မဲ့ပဲပိုက်ကြီးပိုက်ငယ်နဲ့ထိုင်းမှာက ရေပတ်မယ်ဆိုရင်ရေတောင်ဝဲရတယ်အထူးသဖြင့်သူတို့ကဒီကဘာလက်ဖြီးသွားတွေကိုဆွဲဆောင်ခြင်းလို့ဒီလိုပွဲတွေပွဲကိုလုပ်တာပေါ့နော်အရင်တော့ကသူတို့မှာဒီသူတို့နိုင်ငံတိတ်ပြီးမစီကားဘူးငါတို့မြန်မာနိုင်ငံဆိုတအားစီကားတယ်အခုငါတို့မြန်မာနိုင်ငံကမကျန်းမာတဲ့အခြေအနေမှာဆိုတော့ဒါသူတို့အတွက်လုံးဝအခွင့်ကောင်းပဲအာတကြံဆိုတာသူတို့ရဲ့မူပိုင်ဆိုပြီးသူတို့လုတ်ပစ်လိုက်တာကြည့်เนาะအခုတကြံနေမဟုတ်ဘူးဒီငါတို့မြန်မာနိုင်ငံကတကြံအကလည်းသူတို့ကအခုဆိုခိုးတယ်เนาะခိုးတယ် ငါတို့နိုင်ငံပေါ်တင်းကိုခိုးပလိုက်တာဟိုမကျမ်းမာတာခွင့်ကောင်းယူပြီးတော့ငါတို့ရဲ့တကြံအကလည်းခိုးတယ်နောက်ဆိုရင်ဘာလို့လဲဆိုတော့သူတို့အခုမျက်စိကြတယ်နောက်တစ်ခုရှိတယ်ငါတို့ရဲ့မြန်မာတနခါမြန်မာတနခါကိုလည်းသူတို့ကလိုချင်နေတာเนาะတေးကြတယ်သူတို့ယူမှာเนาะဒါဘာလို့လဲဆိုတော့ငါတို့ကငါတို့ကငါတို့အပိုင်ဆိုပေမဲ့ငါတို့မှငါတို့နိုင်ငံမကျမ်းမာတော့ဟိုမှာပြောရမှာဆိုလို့ရှိရင်မြန်မာနိုင်ငံမှာရွှေတကောင်စည်တီးတည်ထားတယ်ဒါတမိုင်းဝင်ရင်းမှုအမွေနဲ့เนาะတမိုင်းဝင်အမွေနဲ့ကြီးเนาะထိုင်းမှာလည်းအဲ့လိုမျိုးမြန်မာနိုင်ငံလိုပုံတူเนาะ ရွှေတဂုံစီတီတည်ထားမယ်တည်ထားပြီးတော့အာနိုင်ငံခြားလူတွေကိုဒါရွှေတဂုံစီတီဆိုတာအစ်မန်ဆိုတာဒီလားထိုင်းရတဲတဲ့ရွှေတဂုံစီတီကအစ်မန်ပါဆိုတာကိုသူတို့ကလက်ခံသွားကြပြီသလိုရှိရင်ဘယ်လိုခံစားရမလဲနော်အဲ့လိုမျိုးဖြစ်နေရပါတချမ်းဆိုတာလည်းအာသူများကိုစီကလူလူသွားလဲကိုမဘသူ့ကိုပြောလို့ပြောရမှာမသိဘူးအဲ့လိုအနေထားမျိုးဆိုတော့ဒါမှပြောလို့မရတဲ့အနေ copy ကိုထားတဲ့လူတွေကတာနေတဲ့အနေထားပေါ့ဗျာအခုလက်ရှိအနေထားကတော့ထားမျိုးဆိုတော့ သူတို့ကလိုချင်တယ်လို့ကသူတို့ယူချင်တယ်လို့သူတို့ယူလို့ရတဲ့အနေအထားမျိုးဖြစ်နေတယ်ပြီးွားရင်ငါတို့ဒီမြန်မာတွေပေါ့နော်ထိုင်းမှာနေတဲ့လူတွေအေးဒီတချံပွဲမှာအများကြီးပဲထိုင်းရောက်မြန်မာတွေကပျော်ကြတာပေါ့နော်တော်တော်များများပျော်ကြတယ်အဲအဲ့ဒါအဲ့ထဲမှာတော့ကျွန်တော်တို့မပါဘူးပြကျွန်တော်ကအမေရိကန်ပြောမှဆိုရင်ဝန်တန်းနှုတ်ဆက်တဲ့ရှိတယ်အဲ့လိုမျိုးကျွန်တော်လုံးဝမလုပ်ဘူး ဟာဟိုဒူတော်တော်များများကဘယ်လိုလဲဆိုဟာကုလို့ချိန်မှာကွာပျော်နေနိုင်တယ်ဘာလို့ပျော်နေရလဲသူများတွေကဒီမှာအိုးမဲ့အိမ်မဲ့တွေဖြစ်နေတာဒီဘက်မှာပြည့်စည်နေတဲ့ဟာကိုနင်တို့ကဘာလို့ပျော်လဲဆိုပြီးတော့အသွားပြီးတော့ဆဲကြတဲ့အပြစ်တင်ကြတဲ့အပြစ်တင်ကြတာအပြစ်မတင်ပါနဲ့ဘာလို့လဲဆိုတော့ဘာလို့သူတို့မှာကဒီနိုင်ငံခြားမှာနေတဲ့လူတော်တော်များများဒါအတိဆုံးပဲအဲနိုင်ငံခြားမှာဘာပွဲမှာသူတို့မသွားရအောင်တစ်ချိန်လုံးအလုပ်လုပ်လို့နေရဒီလိုကားလားလေးမှာသူတို့အားလိုက်ရရတယ်အဲ့အတွက်သူတို့သွားခြင်းဖြစ်တယ် ဘယ်လောက်ထိပြောမှဆိုလို့ရှိရင်စိတ်ရုံဝန်ထမ်းတွေအတွက်စိတ်ထွက်ပေါ့ပေါ့ဗျာမြန်မာနိုင်ငံလူတွေလည်းတော့လာပြောကြတယ်မြန်မာနိုင်ငံနေပြီးတော့လင်းစီပြီးဒီပွဲကိုပြောခြင်းလို့မြန်မာနိုင်ငံမှာတကြံမရှိလို့ဒီသူထိုင်းတကြံကိုပြောခြင်းလို့ဆိုပြီးမြန်မာနိုင်ငံကနေပြီးတော့တကူတကလင်းစီပြီးတော့အဲ့လိုလူတွေကလည်းတက်တက်ကိုချီနေတဲ့လူတွေမှာတပုံး10လီတီရော17လီတီရောအများကြီးဆဲကျင်နေဆိုအဲ့လိုလူတွေသွားဆဲလို့ရတယ်ဟုတ်လားဟုတ်တယ်အမေရိကန်ဆဲတင်တာအဲ့လိုလူမျိုးတွေကိုဆဲတင်တာသူကပြောပြတာเนาะအဲ့လိုလူတွေဆဲလို့ရတယ်အများကြီးပဲ ဒီထိုင်းရောက်မြန်မာကြီးကသူတို့ကဒီလိုအရှိလေးပဲအလဲရရှိတာဒါပေမဲ့သူတို့မှာထိုင်းအိုက်မာနေတော့မှာ၃ပုံ၂ပုံလောက်ကသူတို့မှာပျော်ခွင့်မရှိဘူးဘာလို့လဲဆိုတော့သူတို့ဒီအာပတ်စံရှိရလို့ဆိုတော့ကိစ္စမရှိဘူးသူတို့တရားဝင်မဟုတ်တဲ့အတွက်ကြောင့်သူတို့မှာပျော်ချင်တော့မှာ100%မပျော်ရတဲ့လူတွေအများကြီးပဲရှိတယ်ပြီးခဲ့တဲ့နှစ်ကဆိုကြာတဲ့ဒီတရားမဝင်နေထိုင်မှုရှိလို့ပေါ့နော်ဒါ အာဖန်ခံရတာတွေပါရှိတယ်ဒါဒီနှစ်လက်သေးကြပေါ့သူတို့လုံးမှာပဲဒီလိုဟာကာလတွေကိုသူတို့ရှောင်းနေတာအဲဒီလိုပွဲတွေရှိတယ်ပွဲတွေလက်နေရှိရဆိုလာကြမှာမြန်မာတွေကဒါပို့ပြီးတော့အပြောပါမတယ်လေးပါလေးနဲ့သူတို့တိပြီးသားအဲ့လိုဆိုတော့ဒါသေးကြပေါ့သူတို့အဲ့လားဝင်ကောင်းဆောင်နေမှာတလားတော့အဲ့လိုအချိန်တွေကိုလည်းကိုကပြောချင်းနေဆိုလဲကိုရဲ့အချိန်တွေကိုတိပြီးမှတေချာလေးပြောကြပါလို့ပြောချင်ပါတယ်နော်တကြံကိုမြန်မာနိုင်ငံမှာဘယ်အချိန်တုန်းကစတင် ခဲ့ပါသလဲ ဥစဉ်နဲ့ပဲတကြံကိုလေ့လာမယ်ဒါတော့တကြံဖြစ်ပေါ်လာတဲ့အကြောင်းရင်းကိုဥစဉ်လေးပြပတ်ထားတာပေါ့နော်နှစ်ပိုင်းရှိပါတယ်နှစ်ပိုင်းကကြတော့တကြံမင်းရဲ့ပြမမင်းရဲ့စစ်ခင်းလို့တကြံမင်းနိုင်သွားတယ်အဲ့ဒီကမှပြမမင်းရဲ့ဥကောင်းကိုအဲ့တရားမင်းရဲ့နသမီးကြီးကကင်သားရတယ်သူတို့အလက်ကြကင်သားကိုတကြံအလက်ကြကင်သားနောက်တစ်ကြိမ်တဲ့ပတ်တာကိုတကြံကြတယ်လို့ခေါ်ပါဒါကတော့ ဲ့ဒီတမန်ရကြီးမယ်ဆိုလို့ရှိရင်တော့ဥစဉ်တော့လူပြေကိုဂျာမင်စင်းတယ်ဆိုတော့ကကြတော့ဒီတန်ဒီတလန်ရမသားရမယ်ပေါ့ဟိုနောက်တစ်ခုကကြတော့နေနေလလေပတ်တာပေါ့အဲ့မှာဆိုလို့ရှိရင်ဂျာမင်မပါတော့ဒါကကြတော့ကြံဖြစ်ပေါ်လာတဲ့ဟိုတန်တားကြီးလည်းလို့ရှားသမင်းလည်းလို့ပေါ့ဥစဉ်တော့မြန်မာနိုင်ငံမှာကြံဘယ်တော့မှဖြစ်တယ်လဲဆိုလို့ရှိရင်ပကံခင့်မှာစပြဟုတ်တယ်ဟုတ်တယ် ဘဂန်ခိမှာစပေါ့သမိုင်းထောက်ထားတယ်ကြီးတယ်ကြွအဲ့ဒီဘဂန်ခိကြောက်ကြတွေကိုဖတ်မှန်ဆိုလို့ချင်းရှေးတုန်းကတကြံရှိတဲ့သူတွေကိုအတည်ပြုနိုင်ပါအဲ့ဒီတဲ့သောတဲ့တက်တဲ့အဆောက်အအုံမရှိပါဘူးဒါကြောင့်ဟိုတကြံကဦးဇင်းတို့မြန်မာနိုင်ငံမှာဘယ်ချင်းအဆောက်တလဲဘဂန်ခါလို့ဆိုရမှာပေါ့ဗျာဘဂန်ခိကနေပြီးတော့ဒီကနေ့ခတိပေါ့ဖြစ်ပေါ်တာဖြစ်ပါတယ်ကဲမနေ့ကဝင်လိုက်တဲ့မိုးရိုးသွားမိုးရိုးသွားအစွမ်းပြနေနော်မိုးရိုးသွားတော့အစွမ်းပြနေပြီတဲ့ဆိုတော့ င်ချမ်းသာနဲ့ခီးတယ်၃ယောက်တက်လာရယ်နော်မင်းမင်းဟိုသမီး၂ယောက်ရယ်သူအမေတယောက်ရယ်ပေါ့၃ယောက်၃ယောက်တက်လာရယ်၃ယောက်တက်လာတော့အဲ့မနေပြောကိုကတော့မနေအောင်ကတော့မိုးကျူသားအားရဝမ်းသားနဲ့ပေါ့ဒီမိုးကျူသားဝင်လိုက်တယ်ဆိုတဲ့အကြောင်းကိုသူ့ကိုပြောပြတယ်သူ့ကိုပြောပြတော့အဲ့မနေမိုးကျူသားလေးခဏလောက်ငှားမှမောင်းလို့ရဲဆိုကိုကတော့ခဏငှားလိုက်တယ်ခဏငှားပြီးတော့အဲ့တော့ကိုကတော့ကောင်းမောင်းနေရပေါ့သူ့ခဏငှားပြီးသူကတော့သူ့သမီး၂ယောက်ကိုပြဒီလိုမျိုးရှောက်ပတ်နေကြဘာရဘာလုပ်တာလဲလို့မေးတော့မဟုတ်ဘူးတဲ့ငါသမီးယောက်ကဂျပန်သွားมาတဲ့အဲ့မိုးကျူသားအရန်စွမ်းနေတဲ့သူကန်ကောင်းလို့သူလောက်တာတဲ့ဒီမိုးကျူသားကိုလေ အဲ့သူကပြောတယ်မိုးကြိုးသားလေးငောက်ပေးပါတဲ့သူကတောင်းတော့အာကျွန်တော်အာမိုင်းတို့ကျွန်တော်တို့ပေးလို့မရဘူးလို့ကျွန်တော်ဒီမိုးကြိုးသားနှစ်သိန်းဝန်းနဲ့ဝယ်ထားလို့မိုင်းတို့ဟုတ်တယ်ပေးလို့တော့ပဲဖြစ်ကျွန်တော်အဲ့ဒါဖျားအောင်စုံမှကျွန်တော်အဆောင်သဘောမျိုးကျွန်တော်သိန်းသူတော်နှစ်သိန်းခွဲနဲ့ဝယ်ထားတာအဲ့သူကနေအောင်သူဟုတ်ပြီလေရပြီလေအဲ့သူရှင်ရှင်နားမှာမောင်လေးဟိုရှင်နားမှာအေးဆိုင်နေအဲ့ဒီမှာကားလေးခဏလောက်ရက်ပေးပါတယ်ကိုလန့်တော့လန့်သွားတာပေါ့ဘာကြောင့်ကားရက်ခဏလဲဆိုကိုကားလေးခဏလေးရက်ပေးလိုက်တယ်ခဏရက်ပြီးသူကအဲ့မှာလေသူကဂိုင်းပွင့်ပြီးဆင်းသွားတာဗျာဂိုင်းပွင့်ပြီးဆင်းသွားပြီးသူကကိုကမိုးကြိုးသားယူပြေးယူပြေးပြီးအောင်ပြီးတော့ကို လန့်အောင်လန့်အောင်ဓာတ်ဖွင့်ဖွင့်လာရှိတယ်သူကမှုရေတံမှုသွားဝယ်တော့တော်သေးတယ်ရေတံမှုသွားဝယ်ပြီးရေတံမှုသွားဝယ်လို့ခဏပြရတယ်အဲဖုံးဖုံးဖုံးပြီးတော့ဒီမိုးရိုးသားထက်ထက်ဂလောက်ဂလောက်ဂလောက်သူလမ်းမခေါက်လာတာအဲ့မဖွင့်ဘူးဂလောက်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 နဲ့တော့မီးရနော်ကိုယ်ကတိတ်နေတာနေရဂလောက်ဂလောက်ဂလောက်နဲ့ခေါက်လာပြီးတိတ်ရပါမိုင်းအဲ့ဘာလို့လဲမဟုတ်ဘူးလေငါတည်းဒီမိုးရိုးသားကိုမိုးရိုးသားကနေမပေးဘူးဆိုတော့မိုးရိုးသားဟောမပေးဘူးဆိုတော့ရေစိမ်တော့မလို့ရေစိမ်ပြီးတော့ရေစိမ်တော့မလို့ဆိုတော့မိုင်းအဲ့ရေစိမ်တော့တော့ကြားတော့ကြားဘူးလေလို့ ရေစင်တောက်မလို့ဘာလည်းမသိဘူးကျွန်တော်နားထဲမှာတော့အဲရေစင်တောက်ရေစင်တောက်ပြီးတော့ဘာလည်းမသိတော့အဲ့ဒါလေးကျွန်တော်ရေစင်တောက်ရင်တော့တေးပေါက်တာဗောလို့ပြောတာအမုန်းလည်းငါရေစင်အဲဒါဆိုထားလိုက်ပါတော့အဲ့နဲ့ဝေးပြေးရောက်မှဒီမှာဒီဟာထုတ်ပေးတယ်ဒီမှာဝေးပြေးရောက်မှဒီမှာမပူဇော်ကားတယ်အမပူဇော်ကားတကူတကူပူဇော်ကားဆိုပြီးဒီမှာသုံးသောင်းပေးထားခဲ့မပေးနဲ့လို့ကိုကပြောတာမိုင်းမပေးနဲ့သုံးသောင်းတော့ပေးခဲ့တာနော်ယူလိုက်ပြီပြောမိပူဇော်ကားဆိုပြီးတော့သူကစွန့်အောင်လို့တယောက်တစ်ကောင်းနဲ့သုံးယောက်သုံးသောင်းပေးထားခဲ့ဒီမှာဝေးရောက်သားလည်းပြန်ရလာတယ် ဟိုကာသမိုင်းကာသမိုင်းနေအဲ့ဒီ viewer တွေထုတ်သွင်းနေတယ်ဆိုကိုကျိုးသွားပြန်ရတာလို့ဒီဒီကောင်ကကိုကိုပြောမယ်ဆိုလို့ရှိရင်ကိုရအသက်လိုပဲဟုတ်တယ်ကျားကျားလို့မှကောင်းကြစီလေပြာမှာခင်ဗျကျွန်တော်ထိုးသွားလို့ဒီမှာနှာခမ်းလေးပေါက်သွားရင်မှာညနေလေးဖြစ်လိုက်ဖြစ်လိုက်အရာရာနဲ့အကြောင်းအကြောင်းနေပဲဟုတ်ပါခေးတရားကာသမောက်ထိုးသွားတယ်ရှစ်တော်နားနေပြီတက္ကရာကပ်ပြီးတယ်ကောင်းကားစီကျွန်တော်၃တော်ပဲတောင်းလာသူလည်းဈေးမစစ်ပါဘူးသူကခေါင်းကမှထိုင်အောင်ထိုင်ရထိုင်ရထိုင်ပြီးသူခပလေးပတ်ပြီးကျွန်တော်ကားလေးမောင်းတာပေါ့ဝိုင်းနားရောက်တော့သူက ကျွန်တော်မေးရင်ညည်းတယ်ထမင်းစားပြီလားတဲ့ကျွန်တော်ကသူ့ပြပြလိုက်ပါတယ်ကျွန်တော်ကအခုလို့ကျွန်တော်၃ကမှ၅ကမြားတယ်၃ကငါးကမြားပြီးတော့ခရမ်းခွေကျွန်တော်လိုက်ဆွဲလိုက်ဆွဲကြောက်တန်းမှကျွန်တော်ထုတ်သွားပြီးတော့ထုတ်သွားပြီးတန်လင်းလိုက်ရတယ်လို့တန်လင်းကတော့ပြည့်ဟိုရန်ကုန်ထဲကိုဝင်သွားပြီးတော့ကျွန်တော်ရန်ကုန်ထဲကြီးလိုက်ရတယ်လို့ရန်ကုန်လေးရောက်တော့အမထမင်းစားရင်ရောက်တော့ကျွန်တော်အိမ်ထမင်းပြန်စားတယ်အခုလို့ကျွန်တော်အဲ့လိုပဲပြောရရှိသေးတယ်အဲမေကဘာလို့ကြောင်မေကအခုရက်တယ်သူစိမမှတ်တယ်တမတ်လောက်တမတ်တယ်လောက်လို့ဆိုအခုတမတ်တယ်လောက်လို့ဆိုလို့ပြောတော့ဟောမရောက်တဲ့ရောက်အခုရက်တယ်ဆိုဟောသူကကိုကတော့ရောက်ပြီထင်တာပေါ့အဲ့မှာကားလေးရက်ပြီသူကအဲ့မှာဆင်းပြီးတော့ကောက်ခေါင်းကနေပဲသူပတ်ဆက်ပြီးတော့အောင်လို့ကိုကတော့မလက်လေးဖြတ်ရလို့ ။ကိုနားရောက်ကောဗျာခွက်ခနဲ့သူထိုးသွားတယ်။သူကကာသဘာတော်ထိုးသွားတာ။သွားပါဗျာ။ဟော။သူမင်းတို့လည်းကျွန်တော်ဖျက်ကြည့်။ဖြိုးလိုက်တယ်။ကျွန်တော်ထိုးသွားတယ်။အဲ့ဒါကျွန်တော်ပြောပြတာပါအဲ့ဒါ။ဟော။ကဲဒီပို့ကားပေါ်ကနေခုံဆင်းသွားတဲ့ညီလေးမြင်စေချင်တယ်နော်။ဒီကလေးမြင်ခဲ့လို့ရှင်လေကိုကြီးဖိုင်နဲ့ဝင်ကြည့်ပြပါ။ဘာကြောင့်လဲဆိုတော့ကိုကြီးကလူကောင်းလားလူဆိုးလားဆိုတော့ညီလေးတိလို့ရအောင်လို့ခံလိုက်ရပြန်ပြီ။ မဖြစ်စင်ရတော့ဒီလိုဗျ။အင်း။တိုင်သာရိုးရင်းနားမှာအဝိုင်းရှိတယ်။အဲ့အဝိုင်းနားနဲ့ကျွန်တော်ကောင်းငှားစီးတယ်။ဟော။ကိုကတော့တန်တန်ကြီးပဲ။ဟုတ်တယ်။အဲ့တော့အဲ့အဝိုင်းနားနဲ့ပြောလိုက်တာအဝေးပြေးတောင်းတောင်းနဲ့ तू က9000နဲ့ဆက်တယ်။အင်း။9000နဲ့ဆက်တော့ကိုကလည်းအဝေးပြေးသွားမှာဖြစ်တဲ့အတွက် तू ရရညီလေးရရ9000နဲ့အဆင်ပြေတယ်။တက်ဆိုပြီး तू ခေါင်းကန်းနေရောပေးတင်လိုက်တယ်။ခေါင်းကန်းလည်းရောက်လိုက်ရောက်ကျွန်တော်ဒီမှာခပကျွန်တော်ခပကဒီမှာဒီလိုဒီလိုဆိုတော့ तू ကခေါင်းတက်ပြီးသွားပြီ။တက်ပြီးရချင်တော့ကိုက ခပတ်ရဲဖမ်းမှာဆိုခပတ်ပတ်ပြီးမလို့ဒီမှာသူခပတ်ကိုနှုတ်တဲ့အချိန်မှာသူကြောနဲ့ပြိနေရောမခပတ်ကနှုတ်လို့မရအောင်အဲနှုတ်လို့မရနောက်တစ်ခုကကိုကအဲ့လိုမျိုးခပတ်ဆွဲနေတဲ့အချိန်မှာသူ့ကိုနောက်တစ်ခုပြောရင်ညီလေးကိုလမ်းကြုံလို့ရှိရင်တော့နောက်ကလိုက်မဲ့လူရှိရင်နောက်ကတင်လိုက်မယ်လို့သူပြောတာသူရဲ့ပုံစံနေထားတာကကျွန်တော်ထက်ဝါတယ်ကျွန်တော်မှလူအောင်သေးတယ်ကျွန်တော်ထက်အများကြီးဝါတယ်ဟွန်းအဲ့မှာသူကကိုကအဲ့လိုမျိုးညီလေးကိုနောက်လမ်းကြုံလို့ရှိရင်နောက်ကလူတင်လိုက်မယ်လို့အဲ့လိုပြောတဲ့အချိန်မှာသူကဘာမှပြောကြတယ်တခါကြီးဝုန်းနဲ့ဖွင့်ပြီးဆိုပုံချဆင်းသွားအောင်ကိုကလည်းကီလို20လောက်ပဲရှိသေးတယ်မောင်းတာဟို ပြောမှဆိုရှင်ဝါးနှစ်ပြန်လောက်ပဲရှိသေးတယ်ကျွန်တော်အဲ့ဝိုင်းတွေစထားတာဝါးနှစ်ပြန်လောက်ပဲရှိသေးတယ်အဲ့မှာကီလို20လောက်ပဲရှိသေးတယ်အဲ့အချိန်မှာသူဝုန်းကနေဖွင့်ပြီးဆင်းတော့သူကနှစ်ပတ်သုံးပတ်လိမ့်လာလိမ့်နှစ်ပတ်သုံးပတ်လိမ့်လာတော့ကိုကလည်းအချိန်မှာသူဆင်းတဲ့အချိန်မှာတော့ကိုကတော့ brake လေးကိုတော့ကိုကလည်းဖြည်းဖြည်းလေးဖမ်းပြီးတော့ကားရက်လေကားရက်အဲ့ကိုကားရက်တဲ့အချိန်မှာတော့သူကသူလိမ့်နေတဲ့အချိန်ကကိုကားတကားပေါက်နားမှာရောက်နေအဲ့မှာဖနက်တရောအဲ့မှာကျွတ်လို့ကျွတ်တဲ့အချိန်မှာအဲ့သူကဖနက်စီးညီလေးအဲ့မှာကိုကျွန်တော်မျက်မှောက်ချွတ်ပြလိုက်တယ်ညီလေးကိုကြီးရောက်ကလူမရောက်ပေါက်နေလို့လားလို့သူကအဲ့လိုမျိုးတစ်ခေါက်မှပြောလိုက်တယ်ဟာဇိုးရောက်ပေါက်နေလို့လား ဲ့လိုပြောချင်မှာကို तू ကဘယ်လိုပြန်ပြောလဲဆိုတော့ကိုကြီးကအဲ့လိုမျိုးပြောနေလေအဲ့လိုမျိုးပြောနေကျွန်တော်ကြောက်တာပေါ့လေဟမ်အဲ तू က तू ကလူကြီးတော့ तू ကဟိုပြောမှလို့ရှိရင် online ဆန်ကထိုးနေတော့မှ online ဆန်နိုင်မှာမဟုတ်ဘူးကောင်းကောင်းလေးတွေတော့ကြောက်သွားတယ်ထင်တယ်သူရောက်ကြည့်ပြီအဲ့တော့အဲ့လိုပြောရရဆိုကိုလည်းဘာလို့လောက်ကမသိဘူးကိုလည်းကားလေးနည်းနည်းမောင်းလာမောင်းနောက်ပြန်ဘက်မှန်တီချက်လမ်းကြည့်တော့အဲ့နာမတက်ရနေတော့ကိုလည်းအော်တော့ကိုကားနဲ့ပဲမှတ်ပြီးလိုင်းပေါ်တိုင်မှာဆိုကိုကားပြန်ကိုရောပြန်ကိုပြီးသူနောက်တော့သူကအဲ့မှာကေဘိုတက်သွားကေဘိုသူကိုကိုလည်းသူနဲ့ရောက်တော့ကေဘိုနဲ့ပြန်ကိုပြီးအဝေးပြတ်သွားတော့